မင်္ဂလာပါကြာသာရီသားသမီးများတို့2025ခုနှစ်နိုဝင်ဘာလ17ရက်ပိုင်းတွင်ကံကြမ္မာအစိုးကောင်းနှင့်တလစာဆောင်ရန်ရှောင်ရန်များကို ကျွန်တော်ဖတ်ကြားပေးသွားမှာဖြစ်ပါတယ်ကြာသာရီသားသမီးမိတ်ဆွေတို့ရဲ့ကံစားတာဟာကံကောင်းမှုတွေနဲ့ကြုံတွေ့ရပြီးအစအစအရာရာအစဉ်ပြေမဲ့လာတလာပဲဖြစ်ပါတယ် ဂျာသာဝတီသားသမီးတို့ဟာ65ရာခိုင်နှုန်းလောက်ထိအကောင်းနေကြုံတွေ့ရမှာပဲဖြစ်ပါတယ်မိမိရွယ်ထားတဲ့အလုတ်ကိစ္စတွေအစဉ်ပြေပြီးတော့အထက်လူကြီး၊ကိုကြီး၊မဆာချင်းလှုပ်ဖော်ကိုင်မတ်များနဲ့တင်းမြတ်ချင်းပြီးတော့မိဆွေတို့အနေနဲ့ဒီစက်တလာပိုင်းတလတာမှာကောင်းသော အလုတ်တွေကို ပြောင်းရွှေ့ရတာမျိုးမိဆွေတို့အနေနဲ့အလုတ်ထွက်ရတာမျိုးလေးတွေကြုံရတတ်ပါတယ်။ ဂျာသာရီသာသမီမိတ်ဆွေတို့အနေနဲ့စီးပွားရေးတွင် အပြိုင်ဆိုင်အနောက်ရှမ်းများကြုံတွေ့ရခြင်းမိမိမျောလင်းသလောက်အစင်မပြေပဲနဲ့စိတ်တော်ကပန်းစရာတွေနဲ့ကြုံရမယ် မိတ်ဆွေတို့အနေနဲ့ဒီစက်တလာပိုင်းတလာတာမှာအဝေးနေရာများနဲ့ချိတ်ဆက်လောက်ကန်ရသော အလုပ်တွေမှာ မထင်မှတ်ဖဲနဲ့အကျိုးပေးဖြစ်ထွန်းတတ်ပါတယ်။ငွေကန်ကောင်းနေမယ်၊ငွေရှာရတာစင်ပြေမှုတွေနဲ့ကြုံရမယ်၊ငွေရည်ချေရည်အကူအညီအထောက်ပံ့တွေရရှိမယ်။မိတ်ဆွေတို့အနေနဲ့ဝင်သောငွေမမြဲတာမျိုးလေးတွေနဲ့ကြုံရတတ်ပါတယ်။ချစ်သူချင်းစိတ်တော်တာကွဲလွဲ၍မိမိပြောသော စကားကိုတဖက်လူကအကောင်းမမြင်ခြင်းအချစ်ရဲကံ ညံ့မှုလေးတွေနဲ့ကြုံရခြင်းမိမိချစ်သူနဲ့ခွဲခွာရမယ်ခြေနေတွေနဲ့ကြုံရတတ်ပါတယ် အိမ်ောင်ရေးတွင်အိမ်ောင်ဘက်ကြောင့်စိတ်ချမ်းသာမှုတွေရရှိခြင်းမိမိရပေါ်နားလည်မှုပေးခြင်းအစင်မပြေသောသူများပြန်လဲသိမြတ်ပြီးတော့ဒီ၁၇ပိုင်းတလတာမှာตาရာဖြောင်းပြူပြီးတော့သာသမီယရနာ လိုခြင်းသောသူများသာသမီဝင်ငိမ်းရာငိမ်းနေနဲ့ကြုံရတတ်ပါတယ်မိသားစုအတွင်မှာညီကိုမောင်နှမကိုအကြောင်းပြုပြီးတော့ရံပန်ရံကာစကားများရတာမျိုးလေးတွေလည်းပဲကြုံရတတ်ပါတယ် မိတ်ဆွေတို့အနေနဲ့လူမှုရေးကိစ္စများကြောင့်ပူပင်သောကများနဲ့ကြုံရတတ်ပြီးတော့ယဉ်နီသော မိတ်ဆွေ အပေါင်းအသင်းများဤစိတ်ကို ဝေခွဲရခက်ခဲသောကြောင့်ဒီစတလာဝိုင်းတလတာမှာကျွန်တော်ရဲ့ဂျာသာပရိသာသမီးမိတ်ဆွေတို့အနေနဲ့စိတ်ညစ်မှုတွေနဲ့ယဉ်ဆိုင်ရတတ်ပါတယ် ပညာရေးတိုးတက်မှုတွေနဲ့ကြုံရမယ်မိမိရည်ရွယ်ထားတဲ့ပညာလမ်းကြောင်းပေါ်ကိုရောက်ရှိနိုင်တော်လဲပဲကြာသာပြီးသားသမီးမိတ်ဆွေတို့အနေနဲ့ခက်ခက်ခဲခဲနဲ့ကြိုးစားပြီးမှရောက်ရှိမယ် မိတ်ဆွေတို့အနေနဲ့စာမိုးဝဲဖြေကားနီးမှာမှပြဿနာတစ်ခုခုကြုံရတာမျိုး ပြိုင်ဘက်များကြောင့်စိတ်ရှုပ်ရတတ်ပါလေကျွန်တော်ရဲ့ကြာသာရိသားသမီးမိတ်ဆွေတို့အနေနဲ့ကျမ်းမာရေးအနေနဲ့ဒီဆက်တလားပိုင်းမှာအညံ့မရှိတော့လဲပဲမိတ်ဆွေတို့အနေနဲ့မျက်စိအစာမကြေယောဂါမျိုးလေးတွေခါနာရာမျိုးလေးတွေခြေထောက်နာရာသွေးသားနဲ့ပတ်သက်တဲ့ယောဂါလေးတွေကိုဂယုစိုက်တင်ပါတယ် အဲ့တော့ကျွန်တော်ရဲ့ဂျာသာမရီသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစတလာပိုင်းမှာမိတ်ဆွေတို့အနေနဲ့လက်တလောရည်ရွယ်ထားတဲ့ကိစ္စတွေရှိတယ်ဆိုလို့ရှိရင်တော့ရဲရဲဝံ့ဝံ့ဆောင်ရွက်ပါလောက်ကင်မှာမိတ်ဆွေတို့အနေနဲ့အောင်မြင်မှုတွေရရှိစေမှာပဲဖြစ်ပါတယ် အဲ့တော့ကျွန်တော်ရဲ့ကြာသာပရိသသမီးမိတ်ဆွေတို့အနေနဲ့ဒီစက်တလာပိုင်းတလာတာမှာအရေးကြီးကိစ္စတွေကိုသွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင်9ရက်21ရက်20နဲ့10ရက်နေ့တွေမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်ကံတရားရဲ့ထောက်ပံ့ကောင်းတွေအကူအညီကောင်းလေးတွေရရှိပြီးတော့မိတ်ဆွေတို့လှုပ်ဆောင်တဲ့ကိစ္စတွေမှာအဆင်ပြေမှုတွေရရှိစေမှာပဲဖြစ်ပါတယ် ဲ့တော့ကျွန်တော်ရဲ့ကြာသာမေးသားသမီးမိတ်ဆွေတို့အနေနဲ့အရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင်၄ရက်၁၈ရက်၂၀ရက်၂၈ရက်နေတွေကိုရှောင်ရှားတင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ကြာသာမေးသားသမီးမိတ်ဆွေတို့အနေနဲ့အရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင် မိတ်ဆွေတို့ရဲ့အတုံးဆောင်အဝိစားတွေမှာပန်းစီရောင်အပြာရောင်လိမ္မော်ရောင်ပါသောလက်ကီကာလာလေးတွေကိုရွေးချယ်ပြီးတော့ဝစ်စင်သင်ပါတယ်။အဲတော့ကျွန်တော်ရဲ့ဇာတာရိသားသမီးမိတ်ဆွေတို့အနေနဲ့ထီဝါဒနာပါလို့ထီကန်ဆန်းကျင်တယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ကန်ဆန်းတဲ့ထီနံပါတ်မှာခွန်အစ၅ဆုံးပါသောထီနံပါတ်တွေကိုရွေးချယ်ပြီးတော့ကန်ဆန်းသင်ပါတယ်။ အဲ့တော့ကျွန်တော်ရဲ့ကြာသာရီသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစက်တလာပိုင်းတလာဒါမှာငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အဆင်ပြေစေဖို့လက်လာပါတွေရှင်လန်းစေဖို့ဆိုလို့ရှိရင်ငှက်ပြောကြော်လက်ဆောင်ပေးပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့ခက်ခဲဒီငွေကြေးနဲ့ပတ်သက်ပြီးတော့ခက်ခဲနေတဲ့ကိစ္စလေးတွေအဆင်ပြေစေဖို့စူးတောင်းပေးရမှာပဲဖြစ်ပါတယ် အဲ့တော့ဒီစတလာမိုင်းတလာတာမှာကြာတာနေသားသမီးမိတ်ဆွေတို့အနေနဲ့ညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပုံမကောင်းတဲ့ကောင်းအောင်ဆိုလို့ရှိရင် မိမိတို့ရဲ့မွေးနေ့အစဉ်ပြေသောချိန်မှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကို ရောင်စုံရက်ကိုးချောင်းလူတန်းပေးရမှာပဲဖြစ်ပါတယ်။တကယ်လို့ရောင်စုံရက်အစဉ်မပြေတဲ့သူတွေဟာမိမိတို့ရဲ့မွေးနေ့နတ်နတ်9နာရီရနေပြီးတော့10နာရီခွဲတွင်မှမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုတတိကိုစိတ်သို့မဟုတ်ကိုမျိုးလူတန်းပြီးတော့မိษွေတို့မှကြုံတွေ့နေရတဲ့ခက်ခဲဒုက္ခတွေကိုယုံယုံကြည်ကြည်လေးလေးနတ်နတ်နဲ့တိုင်တဲပြီးတော့ဒါလူတန်းပေးရမှာပဲဖြစ်ပါတယ်။အဲ့တော့ ော့ကျွန်တော်ရဲ့ဂျာတာရီသာသမီ မိတ်ဆွေတွေအားလုံးဒီစက်တလာပိုင်းဆိုတဲ့ကာလမှာကံကောင်းခြင်းမင်္ဂလာဖျားဖျားနဲ့ပြည့်စုံပါစေစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေမိတ်ဆွေတို့လှုပ်ဆောင်နေတဲ့လုပ်ငန်းဆောင်တာကိစ္စအဝဝမှန်သမျှတိုးတက်အောင်မြင်မှုတွေရရှိပြီးတော့ငွေကြေးတွေနဲ့ပတ်သက်ပြီးတော့လည်းပဲပေါများစွာဝင်ပါစေငွေရေးချေးရှာရဖွေရတာတွေလည်းလွယ်ကူပါစေလို့ကျွန်တော်ဆုတောင်းမြတ်တာပို့သားရင် ကြာသာရိသာသမီးမိတ်ဆွေတွေအားလုံးတို့တလားစာဟောစရံဗီဒီယိုဖိုင်လေးကို ကျွန်တော်ဒီနေရာမှာပဲစုံတပ်ပါတယ်အားလုံးကို ကျွန်တော်ကျေးဇူးတင်ပါတယ်